လူမိုင်းတွေကိုရှာပေးဖို့အတွက်နန်ဆူတပြည့်လဲရှီကီကမိဂါတို့ကိုဂူကြီးတောင်းလိုက်ပါတယ်။တန်တရားစာဝန်ကြီးဖြစ်တဲ့မိဂါတို့လည်းရှင်အားကိုဒီခါလဲဂူကြီးပေးလိုက်ပါအောင်လို့ဂူကြီးတောင်းလိုက်ပြီးရှင်အားကဟိုညီမနဲ့အောင်ရှာခိုင်းတော့လို့ဖြစ်နေဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။အိုက်ကရှင်အားကကျွန်တော်ကိုယ်တိုင်သွားကြည့်တော့မှာပါလို့ပြောလိုက်ပြီးနန်ဆူဘာလုပ်နေဆိုတာကျွန်တော်မျက်စိနဲ့တတ်အမြင်ချင်တယ်လို့ပြောလိုက်ပါတယ်။အဲချိန်ဆူကီယိုမီစီကိုအထက်ကနေအိုနီလေးတောင်းကြနေပြီးဆိုရင်မိန်ကြလာပြီးတော့နိုင်တို့ထပ်တွေ့ငါတို့ပြောအောင်တော့လို့ရှင်အားကိုပြောကထွက်သွားခဲ့ပါတယ်။ ရှန်ကမိကတို့မင်းမြင်လားမိကောင်ဖုန်းဆက်လာတဲ့ဦးနီတွေတောင်းကြတာတစ်ချိန်တည်းတော့လို့မိစာကြွေးလိုက်ပြီးတော့မိကတို့ကတော့ကျွန်တော်တကယ်ကြီးကလူကောင်းပါတိုက်ဆိုင်တာပဲဖြစ်ပါလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်ရှန်ကသူတပည့်လူမိုက်တွေတင်းညာကိုရှီကီးစီလမ်းပြီးတော့ပို့ပေးလိုက်ပါတယ်မိကတို့ကဒါဆိုကျွန်တော်လည်းအဲ့ဟိုသွားကြတာပေါ့လို့ပြောကသာသွားလိုက်ပြီးရှန်ကမင်းအကောင်အခုထိယုံနေသေးတာလားလို့ထပ်ပြီးတော့မေးလိုက်တဲ့အခါကျွန်တော်မျက်စိနဲ့တက်မမြင်သေးခင်ထီတော့ယုံနေမှာပဲလို့ပြန်ဖြေလိုက်ပါတယ်မိကတို့ထွက်သွားတော့ရှန်ကဒါဆိုငါပလန်လဲစားရတာပေါ့လို့ပြောလိုက်ပြီးတပတ်ကလူပြတဲ့ကြောင်တနေရာမှာလူမိုက်တယောက်က ငါးလက်နဲ့ငါးလူတွေကိုတတ်ပြရတော့မယ်လို့ညီးနေခဲ့ပါလေရှင်အားနောက်ဆုံးမင်းကအိုက်တယောက်ကိုဂိုင်းတစ်ခုလုံးကိုမီးရှို့တတ်ခိုင်းတာပဲဖြစ်ပြီးတော့လုံပင်း over sea မှာ၃နှစ်လောက်ဇင်ငိမ့်ခီးထွက်ခိုင်းမယ်လို့ကန်လန်းတာဖြစ်ပါလေပတ်စံလည်းပမာဏတစ်ခုထိများဆဆပေးထားကြအောင်လူမိုင်လည်းလုံဖို့ကိုင်းမဲ့တငယ်ချင်းဘာမှမတွေးတော့ပဲနဲ့တကောက်ကိုတော့ခက်ဓာတ်စီလောင်းပြီးတော့မီးရှို့တတ်ပြလိုက်ပါတော့လေလောကကြီးမှာပတ်စံအရေးကြီးဆုံးလို့သူကပြောနေပြီးတော့ရှီကီနဲ့ဗျိုဘူကာရာတို့မီကာရိုစီကရတဲ့လိမ့်စာစီသွားနေကြတဲ့လမ်းမှာအဆောင်စီကနေပေါက်ကွဲတိုင်ကြီးတစ်ခုကိုကြားလိုက်ရပါလေ အစားဂတ်စလိုင်းပေါက်တာထင်နေခဲ့မယ်ရှီကီတယောက်ထဲဝင်ကြည့်တော့မှဒေနေကြတဲ့လူမိုင်းလောင်းတွေအများကြီးကိုမြင်လိုက်ရတာကြောင့်တင်းသွားခဲ့ပါလေအသက်ရှင်ကျန်တဲ့သူဘယ်သူရှိသေးလဲလို့អော်လိုက်တဲ့အချိန်မှာအနောက်ကနေနတ်စုမင်းကလေးလိုကောက်ကြီးအုံးမှာပတ်ဆက်တဲ့ကောင်မာလာဆိုတဲ့တန်တဲ့သူမိကာတို့ကရောက်ချလာခဲ့ပါလေရှီကီလည်းအိုနီဖြစ်နေအောင်လှုပ်ဝှက်ထားတဲ့ကိစ္စပြောတယ်ထင်လို့မငင်းတာဖြစ်နေပြီးမင်းကဒီမှာဘာလို့နေရတော့လို့ပြန်မေးတဲ့အခါမှာမိကာတို့ကဘာမှပြန်ပြောတော့ပေါ့မင်းကငါယုံခဲ့တာမင်းကငါတငယ်ချင်းလိုပဲထင်ခဲ့တာလို့ပြောလိုက်ပြီးတော့ အနောက်ကရှင်ဟာကတော့သွေးခွဲမဲ့အစီအစဉ်အောင်မြင်သွားတာကြောင့်အပြော်ကြီးပျော်နေခဲ့ပါတယ်။မင်းဟာရှီကီအီချီနိုဆဲမဟုတ်လားလို့မေးလိုက်ပြီးသွေးပတ်ဆက်တဲ့အိုနီကောင်ငါမမူတာတို့တယောက်ပဲလို့ထုတ်ပြောလိုက်ပါတော့တယ်။ဒါတော့ရှီကီလည်းအံ့ဩသွားပြီးတော့မီကာတို့ကငါရဲပါလို့လိန်ခဲ့တာစိတ်မကောင်းအောင်ဒါမဲ့မင်းတို့ကောက်ချီရုံးမာတဲ့ကောင်တော့မဟုတ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်။မင်းတို့လူတွေအများကြီးတေးကုန်ပြီ။မင်းဟာကလေးတွေတော့တတ်ဖို့လုံနေသေးတယ်။ငါကိုယ်တိုင်ငါလက်နဲ့မင်းတို့တတ်ပြစ်မယ်လို့ကြိန်းလိုက်ပါတယ်။ရှီကီကအဆဆရာရှင်းပြဖို့လုပ်ခဲ့မယ်။မင်းပါစားထွက်မြငါဘာမှမယုံနိုင်တော့ဘူးလို့ပြောလိုက်ပြီး မင်းတို့ကောင်တစ်လုံးခွေးမလို့နိုင်ဘူးကွာလို့ပြောလိုက်ပါတယ်။ရှီကီကအားလုံးကငါပြောတာနားထောင်အောင်လို့អော်လိုက်ပြီးတော့အတင်းရှင်းများကိုလှုပ်တဲ့အချိန်မှာအကျန်ဦးရှင်ဟာကကြားဝင်ပြီးတော့တော်လိုက်တော့မိကတော့ခဏနေမိသားကရောက်တော့မှငါတို့ချားလို့မဖြစ်သေးဘူးလို့ဓာတ်လိုက်ပါတယ်။မိကတော့မျက်လုံးတွေရောဒေါသတွေလောင်မြိုက်နေကြပြီးအနောက်ကိုပြန်လှည့်သွားတဲ့အခါရှီကီကမိကတော့နေအိုးငါတို့ကိစ္စမပြီးသေးဘူးလို့ပြောလိုက်ပါတယ်။မိကတော့ကတော့ဘာမှမပြီးသေးတာလေအကုန်ပြီးသွားပြီ။မဟုတ်သေးဘူးငါတို့ကအစားတွေကဘာမှမဟုတ်ခဲ့တာလို့ပြောလိုက်ပါတော့တယ်။ငါတို့ကတော့ပြောပြ ငါမင်းကိုတကယ်လေးဆေးလို့ထင်ခဲ့တာမင်းကငါဘလို့မြင်ခဲ့တာလဲလို့မိကာရောကမေးလိုက်တော့ရှီကီကဘလို့တော့မေးလိုက်တာလဲကွာငါမင်းရဲ့တကယ်ချင်းလေငါမင်းတကယ်ချင်းကုတော်ငါ့ကိုမင်းမုန်းနေမယ်ငါတော့မင်းကိုမမုန်းသေးဘူးလို့ပြန်ဖြေလိုက်ပါလေမိကာရောကဒါဆိုငါတို့ကတကယ်ချင်းဖြစ်ခဲ့တာပေါ့လို့ပြောလိုက်ပြီမင်းပေါ့ပိတ်ထားငါမင်းကိုမုန်းနေရတဲ့ထပ်ပြီးတော့မမုန်းချင်တော့ဘူးငါတို့နောက်တစ်ခါပြန်တွေ့ကြတဲ့ခါမှာငါတို့နှစ်ယောက်ကြားငါမမှုတာတော့မင်းကအိုနီစွာပဲရှိလိမ့်မယ်။တကယ်ချင်းဖြစ်ခဲ့မှုတဲ့အတွက်မနာကြအောင်အဆုံးသတ်ပေးမှာ။ခုတော့နှုတ်ဆက်ပါတယ်လို့ပြောကထွက်သွားခဲ့ပါတော့တယ်။ ရှိကီတယောက်စခန်းကိုပြန်သွားတဲ့အခါမှာမာဆူမီကလူမိုက်တွေကိုလည်းငါတို့မကယ်နိုင်လိုက်ဘူးမိုမိုတာရိုတွေလည်းအကုန်ငါတို့နောက်လိုက်နေကြငါတို့သိလိုက်တာဆိုလို့မီကာရိုကလျှို့ဝှက်မိုမိုတာရိုတယောက်ပဲရှိနောက်ကွယ်မှာကြိုးကိုင်နဲ့မေဘေးကိုမသိကြသေးဘူးလို့ပြောနေခဲ့ပါလေဒါပေမဲ့ငါထင်တာမမှားလို့ရှိရင်ဂျားရဲရချဲလန်နီယာရှိကီပြောပြတဲ့မီကာရိုဘေးကကောင်းမဲဖြစ်ရမယ်လို့ပြောလိုက်တဲ့အချိန်မှာကီမီရိုကဒါဆိုအဲကောင်တန်ဖူးဆင်းလောက်ထိရှိလောက်တယ်လို့ဝင်ပြီးတော့ပြောလိုက်ပါလေရှိကီကတော့စိတ်မကောင်းဖြစ်နေပြီးတော့နာကီမီရိုကအဲကောင်ကိုကြည့်ရတာစီးရှိကန်းရှိမိုမိုတာရိုမဟုတ်လောက်ဘူးလို့ပြောလိုက်ပါလေ စီးရှိတဲ့မိုမိုတာတွေကပြည်သူပြည်သားတွေကိုဘယ်တော့မှစွဲမထည့်ဘူးလို့ပြောလိုက်ပြီးတော့ဂျင်းကိုဖမ်းသွားတဲ့မေဘေးကကောင်းချင်းရုံမှာပတ်ဆက်တဲ့ဟိုကောင်းလိုမျိုးကောင်းကြီးပဲလို့မာဆူမီကဖြတ်ပြီးတော့ပြောလိုက်ပါတယ်ရှီကီ तू ကမင်းကိုပြင်မှတ်ထားနေတာမင်းနဲ့မိကာတို့ကြားမှာရန်တိုက်ပေးရတဲ့အကြောင်းမဲ့တဲ့တစ်ခုလည်းရှိနေလိမ့် तू လောက်ခဲသမျှအဆုတ်ထုတ်ဒီအားလုံးမင်းကောင်းမို့တင်ပေးလိုက်တာပဲလို့မာဆူမီကပြောလိုက်ပြီးဒါလို့စောက်ချင်းမကောင်းတဲ့ကောင်းလေးဆိုရင်ငါလိုလိုသိနေရလို့ပြောလိုက်ပါတယ် तू ကငါတို့စကန်တီနီယောက်လည်းတီးသွားလောက်ပြီလို့ဆက်ပြောနေပြီးတော့ဂျူဒီကဒါဆိုကျွန်တော်လည်းရှောင်းတော့မယ်မဟုတ်လားလို့မေးလိုက်ပါတယ် နာဂမီလူကဟုတ်တယ်လူတွေအကုန်လုံးတော့ပြောင်းထားပြီသူတို့အချိန်မေးလာပြီးတော့တိုက်ခိုက်နိုင်တယ်လို့ပြောလိုက်ပါတယ်မာဆူမီကဝမ်းနဲ့နေရှိကီစီကိုရှောက်လာပြီးတော့ငါကောင်ရင်မင်းတော့အကွက်ဆွေခံလိုက်ပြီတကယ်ကြီးကလည်းရန်သူဖြစ်သွားတယ်ဆိုတာစမ်းတဲ့ကိစ္စတော့မဟုတ်ပါဘူးလို့ပြောရင်းနဲ့တခိခိနဲ့လောင်လိုက်ပါတယ်အဲ့ကရှိကီကဒေါသထွက်သွားပြီးတော့ဘာပြောတာလဲခမကျွန်တော်ကသူမုံမတာတို့ဖြစ်နေလို့ဝမ်းနေတာမဟုတ်ဘူးကျွန်တော်ပြောတာနားမထောင်မနဲ့သူပြောချင်တာပြောကားလို့တင်းနေတာတော့ခွီးတယ်မှာပဲလို့ပြောရင်းနဲ့ကျွန်တော်သူ့ကိုမတိုက်ခိုက်ချင်ဘူးလို့ပြောလိုက်ပါတယ်မာဆူမီက နင်းစကားကို तू နားမထောင်တာမင်းကပြောညံ့လုံးလုံးပဲလို့ပြောလိုက်ပြီးနိုင်တို့ကလည်းကြားဖြတ်ကရှီကီငါတို့အိုနီတွေဘာလို့မမိုတာတွေတိုက်ခိုက်နေရလဲမသိလားလို့မေးလိုက်ပါတယ်ရှီကီကတို့ကကျွန်တော်တို့တစ်ချိန်လုံးအန်နေပေးနေလို့မလားလို့ပြန်ဖြေလိုက်ပြီးနိုင်တို့ကအဟုတ်တယ်တို့ကိုတော်လှန်မှာငါတို့လုပ်ပဲဒါမဲ့မဟုတ်သေးဘူးလို့ပြန်ပြောလိုက်ပါတယ်တကယ်တော့အိုနီတွေဘက်ကမမိုတာတွေကိုတိုက်ခိုက်နေတယ်ဆိုတာတစ်ချိန်တိုင်းထိုင်ကုန်နှူးမှာမျက်နှာချင်းဆိုင်ပြီးတော့ထိုင်ပြီးငိမ့်ညံ့ငိမ့်ညံ့အောင်ဆွေးနွေးနိုင်အောင်ပဲဖြစ်ပါတယ်ဒါမဲ့ခုလိုသာဆက်သွားနေနှစ်ပတ်စလုံးမျိုးသုံးမဲ့ခြေနေကိုရောက်ကုန်လိမ့်မယ်လို့နိုင်တို့ကပြောပြပြီးတော့ မမွန်တာရိုရဲ့မြင်မာတော့သူတို့ကအစင်တန်းမြင့်နဲ့မျိုးရိုးကနေလာကြတဲ့သူတွေဖြစ်ကြကသူတို့ရဲ့လောဘတွေကမှန်တယ်လို့ထင်နေကြဖြစ်ကြောင်းကိုရှင်းပြနေပါလိမ့်။အိုနီတွေကိုပြောင်းရတဲ့သူတွေဖြစ်နေတတ်မှတ်ထားကြတာကြောင့်သူတို့ဘက်ကမနိုင်ကြပါဘူး။ငါတို့လည်းတန်ပါပါလေးဆိုရင်အတိတ်ပဲကိုပြချင်တဲ့အတွက်တားခိုင်းနေကြတာဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်။ဒီစပွဲကြီးကိုအဆုံးသတ်ဖို့အတွက်ငါတို့ဘက်ကတန်ပါမှဖြစ်မယ်။မင်းခုနားလေပြီလားရှိကီ။ငါတို့မတိုက်ခိုင်းငါတို့မနိုင်ဘူး။မြေနေရလန်ဆိုင်ချင်ကြတဲ့သူတွေကိုမြေမနိုင်ဘူးဆိုတာပြရမယ်။အားနေသူတိုင်းသာရှုံးရချေးဆိုရင်လောကကြီးကဘယ်တရားမှလဲကွာလို့ရှင်းပြလိုက်ပါလိမ့်။ ထင်လွဲခံတာဖြစ်ဖြစ်တကယ်ဖြစ်ဖြစ်အခုမင်းကိုတတ်ချင်တဲ့သူကြောက်ဒိုးလာပြီအေးမင်းသာမတန်ပါရင်မင်းပြောစကားကို तू နားထောင်မှာမဟုတ်ဘူးမင်းသူ့ကိုမတိုက်ခိုက်မင်းသိမယ်ဒါကြောင့်မင်းမတိုက်ချင်လဲတိုက်ရမှာပဲလို့နားလည်အောင်ပြောပြလိုက်ပါလေဒိုနယ်ရှီကီတို့လည်းစကန်ကိုဆုံးခွာလာခဲ့ကြပြီသူရဲ့စိတ်ထဲမှာတော့တိုက်ခိုက်မှကိုစကားကိုနားထောင်မယ်ဆိုတာအဓိပ္ပာယ်မရှိဘူးအေးစေးရှင်းပြလိုက်ရင်နားလည်သွားမှာပဲလို့တွေးနေခဲ့ပါလေဒါပေမဲ့တော့စုကူမီယိုတို့ကအိုနီဒီယာယုံစာကောင်းလိုက်တာကွာလို့ပြောရင်းနဲ့လူမိုက်တွေတတ်ခံလာတဲ့ကိစ္စကိုဆွေးနွေးနေခဲ့ပါလေအိုဆူကီကဟာဟာ မင်းပေါ်တာမင်းကဘာရန်ဖြစ်သွားဟဲ့လားရည်ချင်းစရာကြီးွားလို့လောင်နေပြီးတော့မိကာတို့ကကြောင်ဆက်ကိုဘောက်ပိတ်မလားကျုပ်လာပိတ်ပေးရမလားလို့စူးရှားတဲ့ကြည့်နေနဲ့ပြောလိုက်ပါလေခါတိုင်းခေမေနေတတ်တဲ့မိကာတို့တောင်အကျင့်နေပါပြောင်းသွားခဲ့တာကြောင့်အိုဆိုကီလည်းလန့်သွားပြီးတော့အကောင်သားငယ်တာအားကျေသားပဲလို့ချီးကျူးလိုက်ပါလေရှင်ဟန်ကတော့ဒေါသကိုအုန်ဒီဒီပေါ်မှာပဲထားဖို့ပြောနေပြီးအကဲခတ်တော်တဲ့စုကူမီယိုကရှင်ဟာတယောက်သွားညှောင်းလိုက်တယ်ဆိုတော့ကိုရိမ့်မိနေခဲ့ပါလေကဲပါလေငါတို့ဝင်မပါတော့လို့သူကတွေးနေပြီးတော့ရှင်ဟာလည်းဒီကောင်ကအကြောင်းသိနေရလားကဲပါလေဒီကောင်ဘာမှထုံပြောလောက်ပါဘူးလို့စိတ်ထဲကနေပြောလိုက်ပါလေ နောက်တော့သူကဟိုရှုပ်ကိုရှင်းအောင်မယ်လို့ပြောလိုက်ပြီးတော့ဗက်ဆန်နေတဲ့မျိုးတွေကထွက်သွားဖို့လုပ်နေလူမိုက်ကိုအမြင်အောင်လမ်းပိတ်လိုက်ပြီးကားမောင်းတရောင်လောက်ကစာနာပြောက်အောင်ကိစ္စဖျောက်ပြလိုက်ပါတော့တယ်တကယ်တော့ဒါရှင်ရဲ့စွမ်းပကတစ်ခုပါသူရဲ့ဘက်တီးရီးယားတက်နစ်ကလူပေါင်း36ရောက်ရဲ့အမြင်ကိုအဝေးကနေလိုက်ပြီးတော့မြင်နိုင်သူသူ့ရဲ့မြင်ကိုလည်းမြင်နေရအောင်လုပ်လို့ရပါတယ်မိကာတို့ကရှင်ရကိုရှီကီလိုပုံနေနေအောင်သိပြီဆိုလို့မေးလိုက်ပါတယ်ရှင်ရလည်းဟုတ်တယ်ဒီနားလေးတွေမှာပဲလို့ပြောလိုက်ပြီးတော့အိုဆိုကီကဒါသမီးကလီးလေးလုံနေတာသွားတိုက်ကြမယ်လေးလို့ပြောပြီးတော့စုကိုယုံမီကဟုတ်တယ်သွားတိုက်တာကောင်းတယ် ငါရဲ့ဟောကိန်းရမယ်သေပေးကလွတ်သွားပြီအခုကကြောက်ဖြာဖို့ရောက်မယ်အချိန်ပဲလို့ပြောလိုက်ပါလေဂျိုနဲ့ဒိုင်ပွဲကိုရှင်အားဥဆောင်ပြီးတော့စုကယိုမီနဲ့အိုဆူကီရိုနှစ်ယောက်ကိုနိုင်ရိုနဲ့ခြားသူတွေအကုန်လုံးတတ်ဖို့တောင်းဝင်ပေးလိုက်ပါလေရှီကီယိုတက်မှာကတော့မင်းတောင်းဝင်ပေးလို့မီကာရိုကိုပြောလိုက်ပြီးတစ်ဖက်မှာတော့ရှီကီရိုကလည်းထွန်ပြေးတော့ပဲနဲ့ပြန်တိုက်ကြဖို့အစီအစဉ်ဖြစ်နေခဲ့ပါလေဂျိုဘိုကာရာကကျွန်မမတိုက်ခိုင်းနိုင်တော့ဘူးတောင်းမယ်ပါလေလို့တောင်းမှန်လိုက်တဲ့အခါမာဆူမီယာအိဗယ်မရှိတာတခုမှမပြောနဲ့ငါတို့ကခံစင်းနဲ့တိုက်ခိုင်းမှာခါတိုင်းလို့ဆိုရင်တော့မင်းတို့လိုကလေးတွေကိုတိုက်ပွဲတွေမထည့်ပါဘူး ခုတော့တခြားကောင်တွေသုံးမှုစရိယာမှများနေလို့မင်းတို့ပဲရှေ့တန်းထွက်တိုက်ကြရမယ်လို့ပြောလိုက်ပါတယ်။ဒုံနဲ့နောက်ဆုံးမှတော့မာဆူမီကငါတို့ခုပဲမှာမယ်။တေးရင်တေးကြည့်ကြစမ်းငါချုပ်လေးတွေလို့ငေါက်လိုက်ပြီးတော့တပတ်ကမိုမိုတာရိုတွေလည်းတိုက်ပွဲကြီးစဖို့အတွက်စတင်ထွက်လာခဲ့ကြပါတော့တယ်။ချင်းစကရင်တမ။